ရုတ်ရဲ့ဖိအားပေးမှုတွေကြောင့်စစ်ကောက်စီလက်ထက်ပြန်ပေးလိုက်ရတဲ့ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့မှာရှိတဲ့လာရှိုးလီစိတ်ကိုမေလ22ရက်နေ့မှာပြန်ဖွင့်တော့မယ်လို့မြို့ခံတွေကပြောပါတယ်။မေလ22ရက်နေ့ရဲ့ခရီးစဉ်တွေကိုတော့လာရှိုးတာချီလိတ်ခရီးစဉ်နဲ့စမှာဖြစ်ပါတယ်။ဒါပြင် လာရှိုးမန္တလေးနဲ့လာရှိုးရန်ကုန်စတဲ့ခရီးစဉ်တွေလည်းပါတယ်လို့ဆိုပါတယ်။လေရင်လက်မှတ်တွေလည်းစရောင်းနေပြီလို့မြို့ခံတယောက်ကပြောပါတယ်။ လာရှိုးမန္တလေးနဲ့လာရှိုးရန်ကုန်အသွားအပြတ်အတွက်လေရင်လက်မှတ်ဇီနိုကကြက်၃သိန်းကနေကြက်၅သိန်းကြားပေါက်ဈေးရှိနေတယ်လို့မြို့ခန့်တွေကဆိုပါတယ်။စီကောက်စီလက်အောက်မှာရှိတဲ့မြန်မာအမျိုးသားလီကြောင်းလိုင်း MNA ကအရင်ဆုံးပြေးဆွဲမှာဖြစ်ပါတယ်။သစ20ခုစီစဉ်အတွင်းလာရှိုးလီစိတ်ရဲ့ခရီးစဉ်ပြတ်တမ်းမှုတွေကို2024ဇွန်လလမှာလောဝရက်နာခဲ့ပြီးတဲ့နောက်အခုပြန်လည်ပြေးဆွဲဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။